အလုံးမဲမင်္ဂလာပါရှင်။ကျမကတော့အိမ်ပွေဖြစ်ပါတယ်။ဆီယာမကျူးရဲ့ဆုံးနေရတဲ့လွမ်းလေခြင်းဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း15ကိုဆက်လက်ပြီးတော့ဖတ်ကြားပေးပါမယ်ရှင်။မောင်ကျန်တော့မင်းကလေးနဲ့ယောက်ျားလေးညတညမှာလွတ်လပ်စွာအတူတူရှိနေကြဖို့မကောင်းဘူးဟူသည့်အသွေးကိုကျမအဲ့ဒီအချိန်ကျမှ တွေ့ခဲ့မိတဲ့။ဘလောင်များမိုင်မဲလိုက်သည့်အင်စင်းဝေးပါလေ။ မဟုတ်ပါဘူးနှစ်ယောက်တည်းမဟုတ်ဘူးလေဟုတ်ပဲအခန်းမှာနှွေးရှိတယ်လေကျမနှုတ်ဆုပ်ပြီးယုံထွက်လိုက်တော့ပြန်ဆုပ်ဖဲ့ပေးသည့်မောင်ကိုကျမချစ်မြတ်လို့စွာကျေးဇူးတင်မိခဲ့ပါသည်မောင်ကကျမမျက်နှာကိုမရမကငုံဆိုင်ကြည့်ဖို့ကြိုးစားသည်ကျမမျက်နှာလွှဲလိုက်သည်တဖဲသူလှဲလိုက်သည် ကျမမျက်လုံးတို့ကိုမောင်ကမမြင်စေချင်ပါထိုခါကျမမောင်က ပင်သက်တစ်ချက်ရှိုက်ခါကျမသပင်ရှိဤစံဖြားလေးတွေကိုလက်ဖြင့်ဆွဲယူကာနှကန်းဖြင့်ထိကန်နန်းလိုက်သည်ဗိုင်းရပ်စ်ပိုးလေးတွေကို မောင်ဒီအတိုင်းထားခဲ့ပြီးရှင်တတိုင်းတိုင်းခုံလေးရဲ့သူညခွေကအိတ်ခမ်းရှိမှပဲကရုံကင်းကြင်ကျင်ရခဲ့တဲ့ကျမလဲ ဗိုင်းရပ်စ်တွေကိုသတိမရတော့ဘူး။ထုံညာကကျမအဘဝေဒနာမမတိတိလှိုင်မောကြိတ်ခွဲမှုဖြင့်ဝမ်ပန်တနေမျက်ရည်ကျခဲ့ရသည်။ဒီလိုညာမျိုးနောက်ပေတော့မှထမကြုံမိစေရာဟုအဲ့ဒီကလေးကကျမဆုံးဖြတ်ချက်ချခဲ့ပါသည်။ဟုတ်ကဲ့ကျမမောင်ကိုညင်ခဲ့ပါသည်မောင်ကိုကျမလက်မထနိုင်ပါ လက်မထမ်းနိုင်သည့်အမှန်ကိုချစ်တယ်ပြောဖို့လဲစိတ်မလုံးပါတို့တော့ကျမနဲ့နီနီ အခန်းကားဖို့တငယ်ချင်းတွေစုပြီးအခန်းရှာနေတီမောင်ကို မသားမြစ်ပဲစိတ်ထဲကကြိတ်ပြီးကျင်နဲ့ကျင်နူးနေခဲ့မိသည် မောင်တို့စုငါလိုက်သည့်တိုက်ခန်းနဲ့နီနီ တထက်အိမ်လေးတစ်ခုကို ကျမစုထားတော့ငွေဖြင့်ဝယ်ယူလိုက်နိုင်တော့တငယ်ချင်းကိုတောင် အာနာစရာမလိုတော့ပဲမောင်ကို ကျမအိမ်သို့တကားမရှိဝန်ထွက်ခွင့်ပေးနိုင်ခဲ့သည်ကျမနဲ့မောင်တော်တော်နီးတော့မောင်ကလေးနဲ့ဇပွဲလေးကိုကျမကိုယ်တိုင်မုံမှန်ပြင်ဆင်ပေးခြင်းခဲ့သည်မောင်နီလာမာကို မကာခွေခဲမိလို့ဒုမဟော ကိုယ်တိုင်ကနောက်မဆုတ်ခဲ့မိသည့်အပြင်ရှေ့တောင်တော်ခဲ့မိလို့ကျမကိုကျမယူကြုံမရဖြစ်ခဲ့မိပါသည်ဒါရီအားလုံးကျမအဖြစ်ပါပဲ မောင်ကိုမှုရပပလေးပေါ်အိတ်စီချင်ခဲ့လို့မှုရနှင့်အယက်ခင်းကိုဇမကိုယ်တိုင်းအယောင်ရွေးပြီးရှာဝဲက ကိုယ်တိုင်းခင်းပေးခဲ့တာမောင်အတွက်စာအုပ်စင်လေးကိုရှာဝဲပေးခဲ့တာထုံစာအုပ်စင်ပေါ်မှာပဲမောင်ဖက်စေခြင်းသည့်အင်္ဂလိပ်စာအုပ်ခက်လွယ်လွယ်တို့ကိုပါဖြစ်ပေးခဲ့တာမောင်အတွက်ကော်ဖီမက်ခွက်ရင်နွေးကြိုတီလျှက်စစ်ကရသမင်ချက်ဖို့လျှက်စစ်ပေါင်းအုပ် ဒါတွေလည်းတဖြည်းဖြည်းစုဆောင်ပေးခဲ့တာအမောင်းစီတို့တကားမရှိဒါမရှိဝင်ထွက်ရုံမျက်မကကျမအခန်းကိုလည်းမောင်းအတွက်အနေနဲ့တကားဖွင့်ကြိုးစုံနေခဲ့တာပြည်ဟာစိတ်ယုံမှလုံနေတာကိုကျမမနစ်မြို့သဖြင့်အမောင်းကရင်းမွေးထုတ်တော်ကုမ္ပဏီတစ်ခုသို့ပြောင်းရွှေ့ရန်ကြိတ်ပြီးစံစီနေရာကအလုရသွားသည့်တလားသေးတဲ့နေမှာတော့ ကျမတို့အမတ်တရအခမ်းအနားလေးတစ်ခုကျင်းပခဲ့ကြသည်မမရဲ့သူတို့ပြောတဲ့အမွှေးရနှန်းကအတုတွေပါကျွန်တော်သိတယ်တကယ်နှင်းစီကနေထုတ်ယူထားတာမဟုတ်ဘူးအမွှေးစီတွေကအမျိုးမျိုးပဲရှိတယ်လေသူပွဲရခဲ့သည်ဓာတုဗေဒပညာရနှင့်သက်ဆိုင်သောအလောက်ကိုရသွားတာမို့ကျမတော်တော်ကျေနပ်ဝမ်းတာနေခဲ့ပါသည်ငါ့ကိုအလုံးဝင်တဲ့တလားပြေးမှဖွင့်ပြောရတလားဟု စိတ်တူကျင်တော်လဲ တကယ်တော့ကျမအမောင်ကိုစိတ်မဆိုးရက်ခဲပါကောင်းလျှော့ရေစန္ဒအခုထိသူတို့မအောင်မြင်သေးဘူးတဲ့မမရဲ့ရေနဲ့ထိလိုက်တာနဲ့ပုတ်စော်နန်းနန်းသွားတယ်တဲ့ပညာရှင်တွေအုံနှုတ်ချောင်းနေကြတယ်ပြောတယ်သူ့အလောက်အတ္တမအတွေ့အကြုံတွေကို သူတည်ထားတဲ့မြကျမအားပြောပြနေခဲ့သည်မမဘယ်ရင်ွေအမျိုးအစားကြိတ်ဆုံးလဲယင်ဘယ်မျိုးအစားလို့ပြောတော့အဲ့ဒီနာမည်ကိုမင်းသိမှာမို့လား ဩမသိလို့မေးပါတယ်ဆိုမှဗျာရင်မွေးဆိုတာကကုမ္ပဏီတစ်ခုတည်းကထုတ်တာတောင်အမျိုးစားကွဲရင်အနှံ့ကကွဲသေးတာကုမ္ပဏီတွေကလည်းအများကြီးမမဘာအမျိုးစားကြိုက်လဲလို့မေးနေတာအေးလေမမလည်းပြောမလို့ပဲမမနိုင်ငံသားကပြန်လာပြီးမှဘဝင်နဲ့နဲ့မြင်လာတော့ Estee Laura တို့ Lancôme တို့ Dior တို့ကထုတ်တဲ့ရင်မွေးတွေမှာကြိုက်တော့တယ်သူရှိမလားဟုစိတ်ပူကြွားပေမဲ့သူမရှိပါ အင်းလေကိုလက်သားဆိုလျင်ဟာတိုက်ပြီးလောင်ပြောင်ရှိမှာပေါ့မောင်ကတော့ပဲရှိမလဲထားတော့နော်သူတို့ထောက်သမျှတစ်စိတ်တိုင်းကိုတော့ကြိုက်တာမဟုတ်ဘူးသူအမျိုးသားနဲ့သူရှိတယ်ဥပမာအင်းဥပမာလန်ကွန်ကထုတ်တဲ့မီရာကဲအမျိုးသားပေါ့အော်ဘာဖြစ်လို့မေးတာလဲမမကြိုက်တဲ့ရင်မွေးမျိုးတစ်ချိန်ကြာရင်ကျွန်တော်ထောက်နိုင်အောင်ကြိုးစားမလို့အိုးကြီးကြိုက်ခံလိုက်တဲ့အိမ်မက် ကျမရီမွားမိသည်အ ਨੇ ဆုံးမမတယောက်ထဲအတွက်ပေါ့ဗျာအဲ့ဒါကအပေါတောင်ရီစရာကောင်းလေးတီမဟုတ်လားကဘာမှာရီမွေးကိုတယောက်ထဲအတွက်ထုတ်လုပ်တယ်ဆိုတာကြားမှမကြဘူးပဲကျမတို့ရီမွေးအကြောင်းပန်းတွေအကြောင်းရုတ်တရက်ရပြောနေတော့ကအကောင်သူကမိခွန်းတစ်ခုကိုကောက်မေးလိုက်တော့မှစေတနာကစားတော့သည်ကျွန်တော်တို့နှစ်ယောက်ဒီလိုပဲနေသွားကြတော့မှလားဟင်တဲ့ သူ့မိခွန်းကိုကျမအတိအကျနားလည်ခဲ့သည်တနှစ်တခါဆိုသလိုမိခွန်းတွေတစ်ခုပြီးတစ်ခုမယွန်းနိုင်အောင်မေးတဲ့ဒီကောင်လေးကျွန်တော်တို့လက်ထက်ကြမလားဟုမေးတာကတမျိုးမမကျွန်တော်ကိုချစ်လားဟုမေးတာကတမျိုးမချစ်ပါဘူးမောင်ရဲ့မမကျွန်တော်ကိုချစ်တယ်မဟုတ်လားမချစ်ပါဘူးမမမောင်ပေါ်မှာမေတ္တာရှိတာပါအချစ်နဲ့မေတ္တာမတူဘူးမောင်ကျွန်တော်အတွက်တော့တူတူပဲ မမကျွန်တော်ချစ်တယ်ဟုတ်တယ်နော်ကျော်ပြီးပြုံးကြီးကသူ့ဟာသူကြည်နူးနေတဲ့တော့ကောင်လေးတီအခုတော့စိတ်ပြက်လက်ပြက်ပုံစံမျိုးနဲ့အတီပေါက်မေဝင်းကိုမေးလေပြီမမကျွန်တော်တို့ဒီလိုပဲနေတွားကြတော့မှာလားလို့ဒီလိုပဲပေါ့ဘလုံးနေချင်းတေးလို့လဲသူနေကကျမတို့နေရလှပစွာခိုင်ခန့်တော့တစ်တာအလှဆန်တိုက်အဆောက်အအုံ ဖြစ်တော့ကော်ဖီဆိုင်လေးထဲမှာထိုင်နေခဲ့ကြသည် ူကအမေရိကန်နိုကော်ဖီကိုတောက်ပြီးကျမကကပူချီနိုကော်ဖီကိုတောက်နေခဲ့သည်ကျမတို့ဇပွဲသည်တစ်သားပလောင်အိလယန်တစ်ခုဤပေတွင်ရှိသည်လယန်ဤဟိုဘတ်တွင်ခြံဝန်းကျဲရှိသည်ခြံဝန်းတဲ့တွင် အုံပွားပင်များမြင့်မြတ်မားမားချိန်ဆူရိန်ရွှဲနေကြသည်မြခင်ပြင်သည် နေစဉ်ဆက်ဖြင့်ညှိထားသည့်ပုံစံမဲစိမ့်ဆူညညာနေသည် ခြံဝင်းစီယိုနေရသည်တယုံစကားပင်တို့စီတန်းနေကြခြင်းဖြစ်ပြီးအဖြူရောင်အစိုးလိုက်ပွင့်သောပန်းတို့သည် အပင်ပေါ်မှရောမြက်ခင်းပေါ်မှပါစီကြီးဖြာဝေနေကြသည်ပဝင်းကျင်သည်စိတ်ကူးယွံဖွဲကောင်းသည်သို့သောဒီလိုပဲဟူသည့်စကားလုံးသည်တတော်ရေဘူးရကြသည်ဟုကျမထင်၏ဒီလိုပဲတယောက်နဲ့တယောက်နီးလာလိုက်ဝေးကြလိုက်ဒီလိုပဲတယောက်စီကသဘွားစီပဲလေ မမရဲ့ဒီလိုပဲကဘလို့လဲမင်းမေးတဲ့ဒီလိုပဲကရောဘလို့လဲကျမသူ့ကိုပြန်ဆဆဖြစ်မေးမိသည်ကျမရဲ့ဒီလိုပဲကအခုလိုပဲလက်ဖက်ရည်ဆိုင်လေးထိုင်လိုက်ကော်ဖီဆိုင်လေးထိုင်လိုက်ကျွန်တော်အလုပ်အကြောင်းပြောလိုက်မမရဲ့စတန်းဖက်ပွဲတွေအကြောင်းပြောလိုက်မမနိုင်ငံသားထိသွားတဲ့အခါကျွန်တော်ကလွမ်းလိုက်အဲ့ဒီလိုနဲ့ဘဝနေဝင်ရတော့မှလားလို့ပြောတာဟဲ့ အခုမှဘဝနေထွက်ချိန်ပဲရှိသေးတယ်။နင်မဝင်နဲ့အောင်။မမမလှောင်နဲ့ဗျ။သူစိတ်နေနေသူနေသည်။မမပြောချင်တဲ့ဒီလိုပဲကရော။အဲ့ဒါပဲမဟုတ်ဘူးလား။ကော်ဖီဆိုင်ထိုင်မယ်။ကျွန်တော်ကိုအိမ်ခေါ်ပြီးမုံနေကျွေးမယ်။ပဲဟုတ်မလဲမမရဲ့ဒီလိုပဲကပို့ပြီးစဉ်းမြင်နေမမရဲ့ဒီလိုပဲဆိုတာကဘယ်တော့မှမဝေးချစတန်လို့ဆိုလိုတာအခုလိုပဲသွေးကြမယ်အကြံဉာဏ်တွေပေးကြမယ်နှစ်သိမ့်မှုတွေပေးကြမယ် အော်ဒါပဲလားအင်းလေဒီချက်ပို့စရာမလိုဘူးပေါ့တို့အောင်မှာပေါ့တခြားနေရာတွေမှာလည်းပါအောင်မှာပေါ့ဥပမာမင်းရင်မွေးကုမ္ပဏီတစ်ခုတည်ထောင်သွားနိုင်ရင်မင်းရဲ့ရုံကမ်းမှာမင်းရဲ့တခွဲကမ်းမှာမင်းစံတမှုတွေကို မမကစောင့်ကြည့်မယ်အားပေးမယ် မမချက်တစ်ခုဝယ်ပြီးတဲ့အခါမင်းပဲလာပင်နာဆိုင်ခင်းဖြစ်အောင်ကြိုးစားပေးမယ်ဆိုမမကအပင်တွေဆိုင်မင်းကအဲ့ဒီအပင်တွေကနေအမွှေးစီထုတ်ဒိုးတွေဘဝဘလောက်ပြည့်စုံလိုက်မလဲမောင်ရဲ့သူမပြောမှာမြကပန်းတို့ပင်လက်ကန်းဇတ်တို့တောင်ချေတော့အုံလေးတို့မှာဒုနည်းအောင်အတူတူစကားတွေပြောကြမယ်ကြကြတွေရွတ်မင်းကခေတ္တတိပိတချမ်းဆိုသူမျက်လုံးတွေတောက်ပါမလာပဲနှွမ်းနေနေစေ ကျမပြင်သက်ရှိုင်းလိုက်မိ၏။သူဘာကိုလိုချင်သည်ဆိုတော့တိလျက်နဲ့မတိချင်အောင်ဆောင်ရတာခက်ခဲလာပါသည်။သာမမဟုတ်မင်းအိမ်ပိုင်လာတဲ့အချိန်မှာမင်းရဲ့စာကြေးကန်းကိုစာအုပ်တွေနဲ့မမပြင်ဆင်ပေးမယ်။အဖြစ်နိုင်ဆုံးကမင်းနဲ့မမဆက်တူနောက်ထပ်ခြံကြဲကြဲလေးဝယ်မယ်။တချံဝန်းထဲမှာအိမ်လေးစောက်ပြီးအတူနေကြမလား။အဲ့ဒီလိုဆိုရင်ဒုံမြောင်လုံးပိုင်တဲ့အိမ်ဖြစ်မှာပေါ့။ ။သူကျမကိုခက်ဆူဆူစိုက်ကြည့်သည်။အမှန်တိုင်းပြောရမလားမမ။အေးပြောလေ။ကျမသူ့ကိုပြုံးကြည့်လျက်ခွန်ပေးလိုက်ပါသည်။မမပြောတဲ့အဲ့ဒီစကားရဲ့အထိပယ်ကိုကျွန်တော်မသိဘူး။မမရောသိလား။သူမျက်နှာထားကခက်တန်းတန်း။ကျွန်တော်တို့နှစ်ယောက်တအိမ်ထဲတော့အတူတူနေလို့ရတယ်ဒါပေမဲ့လက်ထက်လို့မရဘူးအဲ့ဒီလိုလားဘာ ကျမမျက်နှာနှွေးကနေပူနှွေးသွားသည်မဟုတ်ဘူးမမဟုတ်စော်ကားတာမဟုတ်ဘူးကျွန်တော်တကယ်နားမလည်ဘူးဒါမှမဟုတ်မမဒေါသထွက်သွားတယ်ဆိုတော့မောင်နှမလိုမြစ်တာမပြက်သွေးရသားရအတူတူနေဖို့တကယ်စိတ်ကူးရင်နေတာလားသူကြည့်ရတာကျမတီတီအပြစ်ကင်းစင်သည့်မောင်တဝေလေးမဟုတ်တော့ပါလားတကယ်ယောက်ျားတစ်ယောက်ကိုကျမမြင်တွေ့နေရတာလားထို့နောက်ဟက်ခနဲ့တစ်ချက်ရည်သည် သူရီပုံကမထေမဲ့မြင်ရှိပုံမျိုးကျမရင်ထဲမှာကျင်ကနေနာသွား၏မမတိတ်ယူနေတာလားဒါမှမဟုတ်လေတိတ်ခင်မီစံပြနေတာများလားကျမသူ့ကိုငေးကြည့်နေမိသည်ဒါဖြင့်ကျွန်တော်ကအိမ်တော့မပြောတော့ဘူးလားမမကလည်းယောက်ျားမယူတော့ဘူးဆိုတဲ့အထိပ္ပယ်လားဟင်ကျွန်တော်မမကိုတကယ်နားမလဲဘူးအိမ်တော့ဟုတ်လားရှုပ်ကရှုပ်နေမောင်လေးရဲ့ မမဘေးမှာမင်းရှိတယ်။မင်းဘေးမှာမမရှိတယ်။ဘသူကိုထက်လို့အောင်မလဲ။ဘသူလူတွေလို့လဲဟုတ်လား။မမအဲ့ဒီမိဝင်ကိုကျွန်တော်မဖြစ်တတ်ဘူးဗျာတကယ်ပဲ။သူကျမထံကမျက်နာလွှဲလျက်တခြားနေရာတွေသူ့ငေးမောကြည့်နေတာအကြာကြီးပါ။သူကြည့်ရသူကျမလိုက်ကြည့်သည်ညနေကျမအလတ်သက်တသားပံကရွတ်ကြီးသုံးခုပြီးတော့အုံပွားပင်ပေါ်မှာဝဲပြန်နေတော့လက်ပြအဝါလေးစီလား ီတော့ကျမကော်ဖီအပေါ်ရံမှာအမြုံလေးတွေဖြင့်ဖန်တီးပြုတ်လုပ်ပေးထားတော့အသေးပုံအဖြူရစ်လေးလားသူကြည့်နေသည်ဟုထင်တော့သူ့အရာတွေကိုကျမငေးမိသည်ထို့နောက်အာသင်ကစကားတစ်ခွန်းပြောမိသည်မမကတော့ယောက်ျားမယူဘူးသူငြိမ်တက်နေသည်ကျမကိုမကြည့်ပါ မောင်မမပြောမယ်နားထောင်မမဖဖူးတဲ့ဝတ္ထုတစ်ပုဒ်ရှိတယ် အဲ့ဒီဝတ္ထုထဲမှာအိမ်တော်ကြီးအကြောင်းကိုမှတ်ချက်ချထားတဲ့စကားတခွင်းရှိတယ်။တိတ်ကောင်းတာပဲ။မောင်ကိုပြောပြမယ်။သူ့ကိုပြောအောင်စားတော့မြည်ခဏလာမျက်နှာထားနဲ့ဇမတုံယူလိုက်သည်။အိမ်တော်ကြီးဆိုတာလိမ်ညာထားတဲ့ကြီးစွန်ပွဲတစ်ခုပဲတဲ့။အထဲကိုရောက်ပြီးတဲ့လူကဘာမှလည်းမကောင်းပါဘူးကွာလို့ညင်းညူပြီးပြန်ထွက်လာတဲ့အချိန်မှာဝင်းမကြည့်ရတဲ့လူတွေကအပြင်ကဝင်ပေါက်မှာအထဲဝင်ဖို့တိုးဝိတ်နေကြတော့မယ်တဲ့။တီလာမောင် သူနှက်ခမ်းတွန်ကွေးကပြုံးသည်ထိုယူဆကိုသူလက်ခံမှာမဟုတ်ဝတ္ထုနာမည်တော့မမမေ့သွားပြီမမေ့ပါနဲ့မမရဲ့အဲ့ဒီဝတ္ထုအကြောင်းကိုကျွန်တော်ကိုကျွန်တော်၁၄နှစ်သားကလေးကမမပြောပြခဲ့တာပါလီယိုတော့စတိုင်းရဲ့ခရူနာဆိုနာတာမဟုတ်လားဟဲကြည်စံမောင်လေးကအမှန်ညာတိတ်ကောင်းတာပါလားအေးအေးဟုတ်မှာပေါ့အဲ့ဒီစကားကိုမင်းဘလို့သဘောရလဲဘလို့သဘောရလဲဟုတ်လား သူကျမကိုဗလာမျက်လုံးများဖြင့်ခက်ကြကြငေးစိုက်ကြည့်နေပြီးမှကျွန်တော်မမကိုပြောချင်တဲ့စကားတွေအများကြီးရှိတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲမမကိုစကားတစ်ခွန်းကိုမှမပြောချင်တော့လောက်အောင်လဲစိတ်ပြက်လက်ပြက်ဖြစ်မိတယ်ဟုပြောသည်။မမကိုကျမအနာလဲပါသည်။မောင်သည်ဘဝတွင်တယောက်တည်းနေခဲ့ရတာများသည်။သူငယ်စဉ်ကတည်းကချစ်ချင်းမြတ်တာနဲ့ဝေခဲ့ရသည်။ အယူရအကျဉ်းနာဆိုတာကိုကျမနှစ်တွေမှရခဲ့သည် သူ့ဘဝအတွင်းကျမသည်မိခင်အစားထိုးပြီးရလာခဲ့သည့်မေတ္တာရှင်ဖြစ်သည် သူဆွဲလန်းပေမပေါ်သူကိုကျမချစ်မြတ်လိုပါသည်ချစ်မြတ်လိုမှုတစ်ခုတည်းဖြင့်ကျမ သူကိုလက်ထပ်နိုင်မှုလုံလောက်ပြီလားဘဝတွင် အခက်ခဲဆုံးမိခွင်များမှာ သူများမေ့သည့်မိခွင်မဟုတ်ဘဲကိုကိုကို မေ့ရသောမိခွင်များဖြစ်နေပါရောလား မမကိုကျွန်တော်မညမတော်ဝေဖန်ခွင့်ရှိလားအိုးရှိပါတော့ရှိပါဝေဖန်စမ်းပါမမကကိုကိုကိုညနေတာပဲကျမမျက်နှာနှွေးကနေဖြစ်သွားပါသည်သူကိုမျက်လုံးချင်းဆိုင်ကြည့်ဖို့ကျမမနေအာကျူရသည် မဖြစ်ဘူးသူ့စကားကိုကျမတုံလှုပ်လို့မဖြစ်ဘူးလေမင်းမင်းမမကိုဒီစကားပြောရဲတယ်ပေါ့ ကျမသူကိုမျက်နှာထားဖြင့်ငောင်းငန်းလိုက်သည်သို့တော့ကျမ၏အတန်ကအပြားစုခါတုံကြီးသွားသည်ကျမခနာကြလင်းပုံလျက်တားလဲကြသွားတော်မူပြောရလို့တော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်မမကိုလက်ထပ်ဖို့ခွင့်တောင်းခဲ့တာနှစ်တွေလည်းမနေတော့ဘူးမမအမြဲတမ်းကျင်းခဲ့တယ်အကြောင်းပြချက်တွေကလည်းအမျိုးမျိုးပဲဒီနေ့အကြောင်းပြချက်ကတစ်မျိုးနောက်နေ့အကြောင်းပြချက်ကတစ်မျိုးချက်လာဆိုတော့လည်းမချက်ဘူးတဲ့ ါပေမဲ့လည်းကျွန်တော်ကိုမမအနာမှာတစ်ချိန်လုံးရှိနေစေချင်တာလေမမပဲအဲ့ဒီတော့ကျွန်တော်ကဘာလဲမမရဲ့ကျွန်တော်ကဘာလဲသူအန်တန်တန်ကြိတ်ထားလျက်ကအတမ်းမရှူပဲစကားတွေတောက်လျှောက်ပြောသွားသည်မာဒုနီယာမုံနှမတွေအဖြစ်နီနီလေးမှအတူတူနေတော့လို့မရဘူးလားသူတော်တာကြည်လာပြီဆိုတော့ကျမသူ့ကိုလေတံဖြော့ဖြော့လေးဖြင့်ဖြောင်းချဖို့စူးစမ်းမိသည် ကျွန်တော်ပြောပြီးပြီပဲကျွန်တော်မနေနိုင်ဘူးမမကျွန်တော်ဘလောက်ပင်မဆင်းရရတယ်မှတ်လဲမမအနာမှာအကျစ်ကင်းကင်းလေးနဲ့သူ့တော်စင်လေးတယောက်လိုနေနိုင်မို့ကျွန်တော်ဘလောက်ပင်မရလဲမမမသိဘူးဖင်ရဖင်အဲ့ဒါတကယ်ပဲမောင်တဝေပြောလိုက်တဲ့စကားလားကျွန်မသူ့ကိုငေးမောကြည့်လျက်ဘာမှမပြောနိုင်တော့ပါမောင်ဘာတွေပြောနေတာလဲမမကိုအဲ့ဒီလိုစကားတွေမပြောပါနဲ့လား မမကျွန်တော်ကိုတခုခုဆုံးဖြတ်ပေးပါကျွန်တော်ကိုမမလက်ထပ်မှာလားဒါမှမဟုတ်ကျွန်တော်မမအနာကနေထွက်သွားရမှာလားမောင်မြတ်ထားကနည်းနည်းထန်နေသည်ကျွန်မရင်ထဲမှာခါသက်စွာနာကျင်သွား၏အော်မင်းကရသတန်ပေးတဲ့သဘောလားကလေးဘွားကလေးကရှင်တန်လာတဲ့ချူစင်တဲ့မြတ်တာလေးတွေကိုမင်းဖြက်စည်းချင်နေတာဒါကောငါကအလိုလိုက်ရမတဲ့လားဖက်ဖြစ်မလဲလုံးဝမဖြစ်နိုင်ဘူး မမကတော့မင်းကိုမနှင်ဘူးနော်။ကျမအတန်မတုံအောင်ထိန်းပြီးပြောလိုက်သည်။ဟုတ်တယ်မနှင်ပါဘူး။မမကျွန်တော်ကိုအပြင်းပြေခေါ်ထားခြင်းခေါ်ထားဥမာပေါ့။အနာမှာနေစေခြင်းဥမာပါ။ဒါပေမဲ့ကျွန်တော်ပြောလိုက်မယ်။ကျွန်တော်မမအနာမမမရဲ့ခင်မွန်းအဖြစ်ကလွဲလို့ဘလို့ယောက်ျားမျိုးအဖြစ်နဲ့မှမနေနိုင်ဘူးမမဟင်ကျမတကောလုံးပူချိန်သွား၏အဲ့တလောက်ပြောဖို့လိုလို့လား သူ့ကျမကိုအဲ့ဒီလောက်ရိုင်းပြဖို့လိုလို့လားမမျောလည်းမဲကျမလက်ကစပွဲပေါ်မှာကြော်လျဲသူ့မျက်နာကို ခက်ဆက်ဆက်ရိုက်ထည့်လိုက်မိတော့သည် မောက်ပါကျန်နဲ့ကျမဤလက်ဖဝါထီခဲ့တန်သည် ကျဲလောင်လာသည်ဖြူဝင်းတော်ပါပြင်ကချက်ချင်းပန်းသွေးရောင်ရဲသွားသည်မောင်ကကျမသူ့ကိုရိုက်လိုက်ပြီဆိုတာကြိုသိနေသလိုပဲအံ့ဩဟန်မကြာ သောသောမျိုးလုံးတွေမှာနာကျင်မှုကိုမြင်ရသည်ပြီးတော့ဝမ်းနည်းမှုမောင်မျိုးလုံးအိမ်မှာမျက်ရည်တွေ ချက်ချင်းရွယ်ရှင်တက်လာခဲ့သည်မောင်နာတော်မှာပါပါလဲနာကျင်မှာနှလုံးသားကပူရွေးပင်နာကျင်သွားမှာပါသောသောမောင်ကမျက်နှာကိုချက်ချင်းလွှတ်ပြတော့မောင်မျိုးလုံးနဲ့နှက်ခမ်းကိုမမြင်ရတော့ပါ ။မောင်ကဝုန်းခနဲထိုင်ရာမှထထွက်သွား၏။သူထိုင်နေသည့်ကလထိုင်ကိုလည်းခလုံးတိုက်သွားသည်။စပွဲပေါ်ကလက်တုံးစကူခောက်ကလေးကိုလည်းလက်ချင်တိုက်သွားသည်။ရှိုင်းလိုက်မီလို့တနာသွားသည့်စိတ်ကိုမယိုင်းလှစီဟု ဒေါသဖြစ်စိတ်ကလွှမ်းမိုးသွားသည်လူရှိသူရှိမှကျမတို့အိမ်တွေပြက်ခဲကြရတာရှက်စရာကြီးဟုကျမမျက်နာပူနေသဖြင့်ဆိုင်ထဲကနေတတော်နှင့်ပြန်မထွက်မီကျမဤစူဝင်းနေသည့်ရှက်စိုင်းနေဒေါသစိတ်ကိုမြိုချနေရတော့ကြောင့်ဖြစ်သည်နောက်နေ့သူမရောက်လာပါဖုံးလည်းမဆက်လာပါနေပေါ်သူကများစိတ်ကောက်ရတယ်ရှိတယ်မင်းပဲနေနိုင်မလား ငါပဲနေနိုင်မလားနောက်တနေ့နောက်ထပ်တနေ့ကျမဆောက်ရတာလုံလောက်ပြီဟုတမန်လိုက်သည်ကတပတ်တိတိအကြံကြံဖြစ်သည်သူစီကတယ်လီဖုန်းမလာလို့သူကိုဖုန်းဆက်ဖို့ကလည်းသူ့မှာတယ်လီဖုန်းမရှိအရေးပေါ်ခေါ်လို့ရအောင်ဟု သူပေးထားသည့်ဖုန်းသည်သူတို့တိုက်ခန်းဤအောက်ဆုံးတက်ကတင်ခန်းတိုက်မှဖုန်းဖြစ်သည် သူရုံးပြန်ရောက်ချိန်မှန်ပြီးထိုဖုံးကိုခေါ်ပြီးသူ့ကိုခေါ်ပြီးခိုင်းတော့သူလာမကင်ပါသူတို့တငယ်ချင်းတစုငါထားသည့်အခန်းသို့ကျမအချိန်မောင်းများစွာရောက်ခဲ့သည် သူကိုဘယ်တော့မှမတွေ့ရတငယ်ချင်းတွေက သူပြန်မလာတာကြားပြီးဟုတ်ချေတော့ ကျမမစိတ်ပူပန်တော့ကများစွာဖြင့်ငိုလိုက်ရတာသူ့အလောက်ကိုတော့ဖို့ကလည်းသူကကျမကို သူ့လောက်တိဤနမနဲ့လိပ်စာအပြည့်စုံကိုပြောခဲ့တာမဟုတ်ဘယ်ကိုလိုက်လို့လိုက်ရမှန်းမသိသူ့မှာအခင်မြင့်ဆုံးတငယ်ချင်းရော ရှိရလားသူခန်းစားရတဲ့မြကိုရင်ဖွင့်ပြပြပောက်ကွဲရမည်တငယ်ချင်းစစ်စစ် ရှိမှရှိရလားလာနေချီပြီးသူတောက်ွယ်နေသည့်အခါ ကျမရေနံချောင်းတို့ပြန်ရသည်ရွှေစရီဘုံကြီးချောင်းကိုတော့မောင်အစ်စ်တွေထမမဟုတ်ဘူးဆိုသည်မျောလင်းချက်ဖြင့်ဖြစ်သည်ထို့သောဖုံဖုံကလည်းမောင်ထံမှစာမလာတာကြပြီဟုဆိုပါသည်မူမခစီသွားသည်မူမခမသိဘူးဆိုတော့နေမင်းဦးစီသွားမေးသည်နေမင်းဦးကလည်းမသိဘူးဆိုတော့ဆွေးနောင်စီသွားမေးသည် ထို့နောက်ဆိုထိုက်သူ မေနှင်းစီမမေကလေး15ရောက်လုံးကိုကျမဆက်တွေ့ပြီးမေးကြည့်သည်သူတို့အားလုံးမောင်တက်ဝေးဖယ်ရောက်နေမှမသိပါတဲ့ကျမအံ့ဩစွာနေရကြမိသည်ကျောင်းဝေစရန်လောင်းဝေတန်တို့ဆောင်းတွေစံကချုပ်ချင်းငယ်မီလို့တတိရှာမေကနာနဲ့ဇာလီမောင်နှမတနာစပွဲကစားရွယ်ကို ပုံနာဝဲတာတုံးကချုံချကငုံမကြည်လဲတဲ့တဲမုံမုံကိုပင်ကိုနဲ့ကဲအရှာငယ်ကျူးပါလို့ရောက်ဖူးတယ်ဥကြဤဆုံနာမြန်ကပြရှိကြီးကိုတခါတော့ငါမေမေဖက်ခိုင်းသည့်အခါအနှဲငယ်ညူစုခဲမိတာကိုမမိသည် အခုခါမဆုတဲမှသူကပြားတပိုင်းတစကိုဓပုံရိုက်တလို့စခရန်ဖက်ပြီး မောင်ဖက်တလားမဖက်လားမသိနိုင်တော့သည့်အီးမေးလ်လိပ်စာစီတို့ဖိုင်တွဲလျက်ထည့်ပို့ပေးလိုက်သည်အော်အခုမှပဲကျမသည်မကြည်လဲသည့်တဲမို့မို့တို့လဲရောက်ခဲ့ဖူးပြီကောဟုတ်တယ်ကျမအမောင်ကိုလေးနှစ်လုံးလုံးမတိမတာရှောက်ဖွေနေခဲ့တာနေရာအနှံ့မှာပဲ သူဝနာတာမမြန်မှန်ပြီးနောက်အမိအဖာနဲ့သူတစ္ဆာဆိုခဲ့သည်နဒီချမ်းနဲ့ရင်ရင်ဆန်းနဲ့ခင်နန်းခွေမှလည်းဇမတမီးမီးနဲ့တရွှေရွှေရှောက်ဖေးဖူခဲ့သည်ဟုဆိုပါစို့ကျမကိုတန်တန်တတအာဂုတကြီးလိုအပ်နေသူဟုကျမယုံကြည်ထားခဲ့သည့်မောင်တယောက်အခုလိုကျမဘဝထဲကနေကြောက်ွယ်သွားလိမ့်မည်ဟုတခါမှတောင်းတွေးမကြည့်ခဲ့ဘူးပဲ။ နားဆင်ပေးခဲ့ကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။အားလုံးပဲပေးခဲ့ကြမှာပြီးပျော်ရွှင်ကြပါစေ။